င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာစစ်ကောင်စီကိုအပီပီဆိုင်ယာ ILO ကနေပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့အစိုးတင်သွင်းတဲ့အချိန်တုန်းကရုရှားနဲ့တရုတ်နိုင်ငံအပါအဝင်ဘယ်လာရုစ်နဲ့လာအိုနိုင်ငံတို့ကပါကန့်ကွက်ခဲ့ကြပြီမဲ့အခုကမှတော့ ILO ကစစ်ကောင်စီကို Article 33နဲ့အရေးယူဖို့ဆုံးဖြတ်ချက်ချလိုက်တာဟာမြန်မာပြည်သူလူထုရဲ့အောင်ပွဲအဖြစ် UNG ကကြိုးစိုးတယ်လို့ပြောလိုက်ပါတယ် မြန်မာနိုင်ငံတော်အခုမေလအတွင်းမှာတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကဗိုလ်မှူးချုပ်အဆင့်2ဦးအပါဝင်စစ်အရာရှိ18ဦးကတော့အသီးသီးသိမ်ကုန်ကြတဲ့အပြင်ဒုဗိုလ်မှူးကြီး2ဦးကိုစစ်တုံးပန်းအဖြစ်တော်လှန်ရေးတပ်တွေကအရှင်ဖမ်းဆီးရရှိထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ မြန်မာစစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာ ILO ကနေပြင်းထန်တဲ့အရေးယူမှုတွေလှုပ်ဖို့အစိုးတင်သွင်းတဲ့အချိန်တုန်းကရုရှားနဲ့တရုတ်နိုင်ငံအပါအဝင်ဘယ်လာရုစ်နဲ့လာအိုနိုင်ငံတို့ကပါကန့်ကွက်ခဲ့ကြပေမဲ့အခုကမှတော့ ILO ကစစ်ကောင်စီကို Article 33နဲ့အရေးယူဖို့ဆုံးဖြတ်ချက်ချလိုက်တာဟာမြန်မာပြည်သူလူထုရဲ့အောင်ပွဲအဖြစ်အင်ဂျီကကြိုဆိုတယ်လို့ပြောလိုက်ပါတယ်။ဒါကတော့ဇော်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပပြုလုပ်တဲ့အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာညှိလာခံမှာ ILO ကမြန်မာစစ်ကောင်စီရဲ့အလို့သမားအခွင့်ရင်းနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေအတွက်ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့အစည်းအဝေးတက်လာတဲ့နိုင်ငံအသီးသီးကမဲခွဲမှုတောင်မလုပ်ဘဲအတီးပြုတ်ခဲ့ကြတယ်လို့အဲ့ဒီညီလာခံတက်ရောက်ခဲ့တဲ့ဥဝေမှုတွင်ကပြောထားပါတယ်။ဒါပေမဲ့အဲ့လိုမြန်မာစစ်ကောင်စီကိုအပြည့်ပြည့်ဆိုင်ရာ ILO ကနေပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့အစိုးတင်သွင်းတဲ့အချိန်တုန်းကတော့ရုရှားနဲ့တရုတ်နိုင်ငံအပါအဝင်ဘယ်လာရုစ်နဲ့လာအိုနိုင်ငံတို့ကပါကန့်ကွက်ခဲ့ကြပြီမြေ မနေ့ကလုတ်တဲ့ဆုံးဖြတ်ချက်အတီးပြုတ်ဖို့အစည်းအဝေးမှာတော့စစ်ကောင်စီဘက်ကရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတို့ကနေကန့်ကွက်ဖို့လုံမလို့ဖြစ်ရကနေနောက်ဆုံးမှနိုင်ငံအသီးသီးကထောက်ခံနေတဲ့အတွက်မဲခွဲစရာတောင်မလိုပဲစစ်ကောင်စီကိုအရေးယူဖို့အတီးပြုတ်နိုင်ခဲ့တာဖြစ်တယ်လို့ညီလာခံတက်ရောက်ခဲ့တဲ့ဥဝေမှုတွင်ကပြောထားပါတယ်အခုလိုအပြည်ပြည်ဆိုင်ရာအလို့ကစစ်ကောင်စီကို Article 33နဲ့အရေးယူဖို့ဆုံးဖြတ်ချက်ချလိုက်တာဟာမြန်မာပြည်သူလူထုရဲ့အောင်ပွဲအဖြစ်အယူကြီးကကြိုဆိုလိုက်ပြီး အဲ့ဒီ article 33ဆုံးဖြတ်ချက်ရဲ့အောင်ပွဲဟာတကမ္ဘာလုံးမှာရှိနေကြတဲ့စစ်အုပ်စုနဲ့သူတို့အပေါင်းပါတွေကိုလက်နက်ရှိတိုင်းနိုင်ထက်စီးနေလှုပ်လို့မရဘူးဆိုတာကိုတက်တည်ပြလိုက်တာလည်းဖြစ်တယ်လို့ဒီမိုကရေစီစနစ်ကိုအပြည့်အဝလက်ခံကျင့်သုံးနေတဲ့ ILO 3ဘွင့်ဆိုင်ရန်ညားမှာတည်ရှိနေတဲ့နိုင်ငံတကာအစိုးရတွေအလုတ်ရှင်တွေအလုတ်သမားတွေအနေနဲ့မြန်မာပြည်သူလူထုရဲ့ဘဝကိုမျက်ကွယ်ပြုမထားဘဲတသားတည်းရက်တည်ပြီးမြန်မာစစ်အုပ်စုဘက်ကနိုင်ထက်စီးနေပြုနေမှုတွေကို မြည်သူကမှလက်မခံဘူးဆိုတာကိုလေဒီဆုံးဖြတ်ချက်ကနေပြက်ပြက်သားသားပြသလိုက်တာဖြစ်တယ်လို့လေ NG ရဲ့ညင်ညာချက်မှာဖော်ပြထားပါတယ်ဒါဟာစစ်ကောင်စီအတွက်တော်တော်ကိုအတိနာမဲ့ကိစ္စဖြစ်ပြီးလက်တလုံးမှာလေစစ်ကောင်စီကိုဘလို့ပုံစံနဲ့အပြင်းထန်ဆုံးအရေးယူမလဲဆိုတာကိုညှိနှိုင်းနေကြပြီဖြစ်တယ်လို့အဓိကစစ်တပ်ရဲ့ဝင်ငွေရလန်းဖြစ်တဲ့ရေနံသဘောပေါက်ဒဏ်ငွေလေရင်စီနဲ့ဗန္ဒာရေးငွေကြေးကဏ္ဍကိုပြစ်မှတ်ထားပိတ်ဆို့အရေးယူဖို့ရှိနေတယ်လို့လေညီလာခံတက်ရောက်ခဲ့တဲ့ဥဝေမှုတွင်ကပြောထားပါတယ်ခင်ဗျာ မှာတော့မြန်မာနိုင်ငံတော်အခုမေလအတွင်းမှာတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကဗိုလ်မှူးချုပ်အဆင့်2ဦးအပါအဝင်စစ်အရာရှိ18ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်ဒုဗိုလ်မှူးကြီးတဦးကိုစစ်သုံးပန်းအဖြစ်အရှင်ဖမ်းဆီးရရှိထားတယ်လို့သဆိုင်ရာတော်လှန်ရေးတပ်အသီးသီးရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒါကတော့အခုမေလအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာအချက်ဖက်စစ်ကောင်စီဘက်ကအကြီးအကျယ်စစ်ရှုံးပြီး သူတို့ဘက်ကအရာရှိနဲ့စစ်တီအမြောက်များဟာနေရာတိုင်းမှာအတိအသီးတေကုန်ကြတာကိုဒေါ်လာရင်းတက်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အဲဒီတဲကကချင်းပြည်နယ်ဗမော်မြို့မှာရဟတ်ရင်ပြစ်ချခံရမှုအတွင်စစ်ကောင်စီဘက်ကရဟတ်ရင်မှုဗိုလ်ကြီးမျိုးထက်အောင်နဲ့စစ်ဗျူဟာမှုအပါဝင်စစ်သား19ဦးနဲ့မေလ6ရက်နေ့မှာတော့ဂင်းနီပြည်ဘောလခဲတိုက်ပွဲအတွင်စစ်ကောင်စီရဲ့တပ်မ66ဗျူဟာမှုဗိုလ်မှူးကြီးအောင်ကျော်သက်ဆိုသူတို့ဟာအတိအသီးတေကုန်ကြတယ်လို့သိရပါတယ်။ဒါပြင်မေလ10ရက်နေ့မှာတော့ ကိုတိုင်းရွှေကျင်မြို့နယ်ကစစ်ကောင်စီရဲ့ခမရ998တရင်ဌာနချုပ်ကို GNL PDF ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်းစစ်ကောင်စီဘက်ကဗိုလ်ကြီးရှိုင်းပြေအောင်မေလ18ရက်နေ့မှာတော့တောင်ကူလေးတပ်စခန်းကိုတော်လိုင်းရေးတပ်တွေကတရခုံမမရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုအတွင်းစစ်ကောင်စီဘက်ကဒူပိုမှုကြီး2ဦးနဲ့ဗိုလ်ကြီး2ဦးအပြင်မေလ19ရက်နေ့မှာတော့တန်တော်ကြီးမြို့နယ်ကတမတော်ကြီးစစ်တဲ့နန်းချောင်းကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုအတွင်းမှာလေစစ်ကောင်စီဘက်ကဗိုလ်မှု3ဦးတို့ဟာအတိအသေးတိုက်ကုန်ကြတယ်လို့ တော်လိုင်းတတွေရဲ့ထုတ်ပြန်ချက်တွေအရာသိရပါတယ်။ဒါအပြင်မေလ27ရက်နေ့ကစနင်းကြီးမြို့နယ်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဗိုလ်မှူးညံထောင်းမေလ26ရက်နေ့မှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတမ7ဗျူဟာမှုဗိုလ်မှူးချုပ်ကျော်မျိုးအောင်နဲ့ခမရ934ကဗိုလ်ကြီးတဦးတို့ပါအတိအသီးတေကုန်ကြပြီးနောက်ထပ်စစ်ကောင်စီဘက်ကတိုင်းစစ်ဦးစီးမှု G1 အဆင့်ဒုဗိုလ်မှူးကြီးကျော်လင်းကြိုင်ဆိုသူကတော့အာရခတတော်အေးကအရှင်ဖမ်းဆီးရမိထားပါတယ်။ဒါအပြင်မေလ22ရက်နေ့ကဆိုရင် ရန်ကုန်မြို့မှာပဲစစ်ကောင်စီဘက်ကအငိမ့်စားဗိုလ်မှူးချုပ်ချိုထုတ်အောင်ဆိုသူပါပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားသေးတယ်လို့ဒါတွေဟာအခုမေလတလအတွင်းမှာပဲစစ်ကောင်စီဘက်ကဗိုလ်မှူးချုပ်အဆင့်2ဦးအပါဝင်စစ်အရာရှိတွေအသီးသီးတေကုံကြတဲ့အကြောင်းကိုတော်လိုင်းတပ်တွေကအသီးသီးထုတ်ပြန်ထားကြတာပဲဖြစ်ပါလိမ့်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကညောင်ဦးမြို့နယ်မှာရှိတဲ့ညောင်ဦး6လမ်းမိုက်မှာအကြံဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးညင်ကြီးမျိုးဆွေနဲ့ ဗိုလ်ကြီးစိုးထွတ်ကျော်ဆိုသူတို့နှစ်ဦးကိုဒေါ်လိုင်းတက်တွေကအရှင်ဖန်းစီရမိထားတယ်လို့ညောင်မြို့နယ်ပကပတာဝန်ခံကိုဇီးကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိရန်ကုန်ခေတ်တကရရှိထားတဲ့ဗီဒီယိုဖိုင်ထဲမှာလည်းအဲဒီလိုအရှင်ဖန်းစီရမိထားတဲ့အကြံဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးညင်ညီမျိုးဆွေနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်ဆိုသူတို့နှစ်ဦးကိုဒေါ်လိုင်းတက်တွေကကြိုးတုပ်ထိုင်ခိုင်းပြီးတစ္ဆာအတိတ်တန်စုခိုင်းနေတာကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့လွန်ခဲ့တဲ့တစ်ပတ်လောက်ကပဲ ညောင်မျိုးနဲ့မှရှိတဲ့ညောင်6လမ်းပိုင်းမှာတော်လိုင်းတပ်တွေကလုံခြုံရေးစစ်ဆင်နေတဲ့အချိန်အဲ့ဒီစစ်ကောင်စီဘက်ကဗိုလ်ကြီးညင်ညင်မျိုးဆွေနဲ့ဗိုလ်ကြီးစိုးထွတ်ကျော်စုတို့တို့နှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီစစ်ကောင်စီဝင်ဗိုလ်ကြီးနှစ်ဦးကိုတော်လိုင်းတပ်တွေကအထက်ခရိုင်အထိလွှဲပေးလိုက်ပြီးသူတို့ကိုစစ်တုံးမှန်းဥပဒေနဲ့အညီအေးအေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းညောင်မျိုးနဲ့ပက္ကပတာဝန်ခံကိုဇီးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ မေပြည်တော်နဲ့အေယာဝတီတိုင်းကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲမှုတွေရဲအရာရှိတွေကလိုင်စင်မဲ့ကားရောင်းဝယ်တွေကိုဆက်လက်လုတ်ကင်နေတဲ့အပြင်လိုင်စင်မဲ့ကားတွေကိုလည်းသူတို့ကိုယ်တိုင်စီးနှင်းနေကြတယ်လို့ရဲတရင်ရင်းမြစ်ကရင်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမှာတော့အကြမ်းဖက်မင်းအောင်လိုင်ရဲ့ညွန်ကြားချက်ကြောင့်နိုင်ငံတော်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုစစ်ကောင်စီကအကြီးအကျယ်ဖမ်းဆီးမှုတွေလုပ်နေပြီမဲ့တစ်ဖက်မှာတော့သူတို့စစ်တပ်ကအရာရှိနဲ့စစ်တပ်အတိုင်းဝိုင်းကလူတွေကိုယ်တိုင်အဲ့ဒီလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေစီးနေကြတာဖြစ်တယ်လို့ ။အရာဝတိုင်းမှာဆိုရင်ရဲတပ်ဖွဲ့တိုင်းယုံကဒူရဲမှုချက်ဆန်းမောင်နဲ့သူ့ရဲ့မယားညီကိုဒူရဲမှုအောင်နိုင်မို့ဆိုသူတို့နှစ်ဦးဟာလိုင်စင်မဲ့ကအရောင်းဝယ်တွေ့ကိုပါအခုချိန်ထိဆက်လက်လုပ်နေတုံးပဲလို့ဆိုပါတယ်။ဒါပြင်အဲ့ဒီရဲမှုအောင်နိုင်မို့ဆိုတဲ့သူဟာရွှေစင်လာမင်းစီဆိုင်နဲ့လင်းလင်းဆိုင်ကရောင်းဝယ်ရေးဆိုင်တွေကိုလည်းလင်းလင်းဆိုတဲ့လူကိုနာမည်ခံခိုင်းပြီးစီးပွားရေးလုပ်နေတာဖြစ်တယ်လို့အဲဒီလင်းလင်းဆိုင်ကဆိုင်ကနေတခိုးတွေခိုးလာသမျှဆိုင်ကတွေကိုဒိုင်ငံဝယ်ပြီးတော့ ရန်ကုန်မှာဆိုရင်သူတို့စီကနေပြန်ရောက်လိုက်တဲ့ဆိုင်ကယ်တွေအစီ40ကျော်မိပြီးဂွင်းဆက်နဲ့ရဲကလိုက်တဲ့အချိန်မှာသူတို့စီကမှန်တီတော့အဲ့ဒီရဲတွေကိုငွေကျပ်30ပေးပြီးတော့လက်ထိုးလိုက်တာတွေလည်းရှိတယ်လို့ရဲတရင်ရင်မြစ်ကရှင်းပြထားပါတယ်အလားတူနေပြည်တော်ကစစ်ကောင်စီလက်အောက်ခံဒူရဲမှုလှပေါင်းဆိုတဲ့သူလဲလိုင်စင်မဲ့ကားအယောင်းဝယ်အပါဝင်တရားမဝင်လုပ်ငန်းတွေကိုဆက်နွယ်လုပ်ကင်နေပြီးမင်းအောင်လိုင်ရဲ့အမိန့်အရလိုင်စင်မဲ့ကားတွေဖမ်းဆီးနေတဲ့အချိန်မှာတော့အဲ့ဒီဒူရဲမှုလှပေါင်းနဲ့ပတ်သက်တဲ့သူတွေက လိုင်စင်မဲ့ကားတွေကိုဆက်လက်စီးနင်းနေကြတယ်လို့လည်းနေပြည်တော်ရဲကျုပ်တတိယအရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလည်းကချင်ပြည်နယ်မြကြီးနားမြို့ကချက်ပေါင်ချံရက်ကွက်မှာအဂျပန်စကောင်စီတပ်ရဲ့ဒူဘိုမှုကြီးအောင်မြင့်တန်းဆိုတဲ့သူကိုတလငွေကျပ်390ပေးပြီးတော့လောင်စာဝိုင်းတွေအကြီးကျယ်လုပ်နေပြီမဲ့စစ်တပ်ရဲ့ရဲကမဖမ်းရဲကြဘူးလို့ဒေသခံတတိယအရင်မြစ်ကပြောပါတယ်ဒါကတော့လက်ရှိကချင်ပြည်နယ်မြကြီးနားမြို့ကချက်ပေါင်ချံရက်ကွက်မှာ လောင်စာဝိုင်းတွေအကြီးကျယ်လုပ်နေကြပြီးအဲ့ဒီလောင်စာချန်ပိုင်ရှင်မြင့်စော်ဆိုတဲ့သူဟာစကောင်စီရဲ့ဒုဗိုလ်မှူးကြီးအောင်မြင်တန်းဆိုတဲ့သူကိုတလငွေချက်350ပေးပြီးတော့ဖွင့်ထားတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်နေမီကန်စကောင်စီတက်တဲ့ရဲတွေကအဲ့ဒီလောင်စာဝိုင်းကိုမဖမ်းရဲကြသလိုပိုင်ရှင်ဖြစ်တဲ့မြင့်စော်ဆိုတဲ့သူကလည်းသူလိုင်းကြီးပေးထားတဲ့ဒုဗိုလ်မှူးကြီးအောင်မြင်တန်းဆိုတဲ့သူကိုပိုင်တယ်ဆိုပြီးဘသူမှဂယုမှုဆိုင်ဖူးလို့ပါကြွေးကြော်ထားတဲ့အပြင်အခုဆိုရင် အဲ့ဒီလောင်စာဝိုင်းတွေဟာနေရောညပါအလွန်အတင့်ရဲလာကြပြီးအဲ့ဒီလောင်စာဝိုင်းတွေကြောင့်ပဲတစ်ဖက်မှာခိုးဆိုးလူရမှုတွေလည်းမြင့်တက်နေတယ်လို့ဒေသခံသတင်းအရေးမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖန်စစ်ကောင်စီကနိုင်ငံတကာကိုလူကြားကောင်းအောင်အခုဇွန်လအကောင့်တီသူတို့စစ်တပ်ဘက်ကနေအပြစ်ရထားပါတယ်ဆိုပြီးကြေညာထားပြီးမြက်တစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေရမှာဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်လည်း မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာရှိတဲ့ကြက်ရိုးပင်ကျေးရွာဖုံးကြီးကျောင်းကိုလင်းနဲ့လာပြီးဘုံကျဲသွားမှုကြောင့်တန်ဃာတော်တပါပြန်လုံတော်မူပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိထားပြန်တယ်လို့ဘူးလင်ခိုင်ပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့ဇော်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းပတ်စကောင်စီရဲ့တတဦးလေတက်ကနေတက်လာတဲ့တိုက်လေရင်ဟာတပိတ်ချင်းမြို့နယ်ကိုလာပြီးဘာတိုက်ပွဲမှမဖြစ်ပဲ အရသာပြည်သူတွေနေထိုင်ရာကြက်ရိုးပင်ကျေးရွာဖုံးကြီးကျောင်းကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့လိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တန်ဃာတော်တပါးပြန်လုံတော်မူပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိထားသလိုတိမ်ကျောင်းဆောင်လည်းပျက်စီးသွားခဲ့ပြန်တယ်လို့ပြူလင်ခိုင်ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ